1929ခုဖေဖော်ဝါရီလ20မနက်စေနာကြီးလွန်ခဲ့သောမိနစ်ပိုင်းအတွင်းကလမ်းမတော်14လမ်းဟာယခုလိုမဟုတ်လူသူများနဲ့ရှုပ်ထွေးစုညံနေသေးတယ်ယခုတော့ရုပ်ရည်ကြီးငြိမ့်သက်သွားတယ်တချို့လမ်းမင်းစည်းဆိုင်တွေကလည်းအလျင်မြန်နေရာရွှေ့သွားကြသလိုဆိုင်ငန်းတချို့ကလည်းဆိုင်ငန်းများစေထားလိုက်ကြတယ်ပုံသားတွေပဲမယန်းသီးနဲ့ဘာဆိုအစော်ခံလိုက်ရတာမယန်းသီးကတော့မှောက်သွားပြီဘာဆိုကတော့အပြေးမြန်လို့ဒုက္ခပါပဲဘယ်လိုလုပ်ရတာတော့ ဖဲဥဆိုင်ကမချစ်ဘူးရဲ့သားလေဘာသိမ့်လားမဟုတ်ဘူးအကြီးကောင်လေဘတ်စကားစပယ်ရလိုက်တဲ့ကောင်လေဖိုးတုတ်ဖိုးတုတ်ဟဲဒီကောင်လေးကလေနောက်ပိုင်းဇာကလေးစူးစူးနဲ့ပြဿနာတွေတော့များကုန်တော့မှာပဲဒုက္ခပါပဲဈေးထဲမှာတီးသောတန်တန်းနဲ့အတူအားလုံးရဲ့မျက်လုံးများကဖိုးတုတ်ထံကိုကရုံးတော်ဆိုရင်ပိမ့်ပိမ့်ပါပါအရက်မြင့်မြင့်နဲ့ထိုးတဲ့ငယ်ဟာသူ့ထံကိုအာယုံရောက်နေတဲ့မျက်လုံးများနဲ့တီးသောစကားများကိုစိတ်ဝင်စားလမ်းပေါ်မှာပြန်ကျဲနေတဲ့ ကျုပ်များတဲ့ကမကွဲသေးသောအလုံးများကိုလိုက်ကောက်ခါတေချာစီထဲ့နေပါလေ။သွေးရည်ထဲမှာမောက်ကုန်လင်းနေတဲ့မယန်းဒီကိုကြော်ခွကကျုပ်ဘန်းကိုယူလျက်ပစိုးနယ်တုပ်ပြီးဆိုင်ထဲကိုပြောင်းဝင်သွားပါလေ။လူငယ်သောမနေ့ပိုင်းကလူတယောက်အားတံပိုင်လုံးနဲ့တပိလက်အောင်ရိုက်ခဲ့သူဟုတ်ပါလေစားလို့ထင်ရတော့အောင်သူကတည်ငြိမ်လွန်းနေပါလေ။ခဏကြာမှလူငယ်တယောက်ဆိုင်ရှိကိုရောက်လာပါလေ။ကိုကြီးဖို့တို့ဦးလေးဖို့တင်ကတွေ့ကိုအခုချက်ချင်းလာခဲ့ပါတဲ့။အမေရောပြန်လာပြီလား။ ီဇိုင်းမစူဆောက်ပါလေမဲဆောက်ပါလားပါသိရင်ကိုကြီးဖို့တို့တဲ့ကိုအမေလဲကြားပြီးလို့ဦးလေးဖို့တင်စီရောက်နေပြီအဲ့ဒါဆိုင်ကိုပိတ်ပြီးအခုချက်ချင်းလိုက်လာခဲ့ပါတဲ့ဖို့တို့ကခေါင်းညင်ပြလိုက်ပါလေဆိုင်တကောက်ကိုပိတ်တော့ခတ်ပြီးတဲ့နောက်ညီဖြစ်သူရဲ့စမင်းတော်ကိုခွာတက်လိုက်ပါလေဦးဖို့တင်ဟာဘတ်စကားပိုင်ရှင်မြန်မာလူမျိုးတစ်ထင်းများတဲ့ကတူဦးဖြစ်ပါလေဖို့တို့ရဲ့ဦးလေးတော်ဆက်ပါလေဒေကြီးစေရွှေတကုံဖျားငါးရက်ကြီးရင်လိုင်းကိုပြေးဆွဲတဲ့ချင်းသေးသေးဘတ်စကား၅စီးပိုင်ဆိုင်ပါလေ ဖို့တိုဟာယခင်ကဥဖို့တင်ရဲ့ချင်းသိဘတ်စကားလိုက်မှာစပယ်ယာလိုက်ရင်ကောင်းမောင်းတင်ပါလေစပယ်ယာတရန်၃နှစ်လောက်မှာဘတ်စကားလောကမှာဖို့တိုကိုမသိသူမရှိဖြစ်လာခဲ့ပါလေလူကလည်းငယ်သလိုလက်ကလည်းရင်လုံးသဖြင့်ထို၃နှစ်အတွင်းမှာပင်လူရိုက်မှု၆မှုဖြစ်ခဲ့သဖြင့်ဥလေးဥဖို့တင်မှအကြိမ်ကြိမ်လိုက်ရှင်းခဲ့ရပါလေချင်းသိတစိလိုင်းကိစ္စရာနေမီအပိုင်ဖြစ်သောဗဟန်းရဲစခန်းအချို့ဟာဖို့တိုအတွက်ဒုတိယအိမ်ဖြစ်နေခဲ့ပါလေ ။နောက်ဆုံးတော့ထိလွယ်ရှလွယ်သောစပယ်ယာလိုက်ချက်လောက်ကနေဖိုးတို့ကိုအနားခံလိုက်ပါလေ။မိခင်ဖြစ်သူဒေါ်ချစ်ဘူးနဲ့ညီဖြစ်သူဘာသိန်းတို့ကဆက်လေးလန်းစီမှာဈေးရောက်တော့လေဖိုးတို့ကမူဈေးရောက်တော့ဝါသနာမပါ။ထို့ကြောင့်လမ်းမတော်ဖိုးတို့ဟာလမ်းမတော်တဝိုက်ရှိဂျင်ဝိုင်းများကြက်ဝိုင်းများမှာကျင်လည်ပါလေ။ပုံနာပေါ်ထွန်းဤဟုသောလမ်းမတော်အပိုင်လူမိုက်ကြီးရဲ့နေမြေမှာလက်ရဲစရဲလူမိုက်ပေါက်ဆတယောက်ဖြစ်ဖိုးတို့နာမည်ထွက်လာပါလေ။ဒီနေ့တော့ဖိုးတို့ပြဿနာအကြီးကြီးရှာခဲ့ပြီ။ လာမောင်ဖို့တော့လာအမေကဘာလို့ဆိုင်ကုန်မလာပဲဦးလေးစီရောက်နေတာလေကဲဦးလေးကျွန်တော်ကိုခေါ်ခိုင်းနေစို့အေးလေဒီမှာမင်းအမေကမင်းသတင်းကြပြီးငါစီရောက်လာလို့ကွာဘယ်လိုဖြစ်တာလဲကွာမင်းလုံလိုက်တဲ့ကောင်တွေကပုံနာပါထွန်လူတွေစို့ဟုတ်တယ်ဦးလေးစောစီကျွန်တော်ဆိုင်ရှိလာပြီးမိုက်ကြီးလာခွင့်နေတယ်ထလုတ်လိုက်တာပဲမင်းကွယ်ဒီလူတွေအကြောင်းလည်းသိရတာနဲ့ ဒေါ်ချစ်ဘူးရဲ့စကားကြောင့်ဖိုးတုတ်တက်ပြင်းချပါလေ။ကဲချစ်ဘူးညီလေးစိတ်ချလက်ချအိမ်ပြန်တော့ဒီညဖိုးတုတ်ကိုငါ့အိမ်မှာသိလိုက်မယ်။ဒီပြဿနာကိုငါရှင်းပေးမယ်။နေဘာမှမဘူးနဲ့မနှက်ပြန်လဲဆိုင်ခဏနားအောင်။ဟုတ်ကဲ့ပါအကူရဲ့ကျမမှလည်းစိတ်ညစ်ပါလေ။တားကြီးမလို့အားကိုးရမလားမှတ်တယ်။ဒီနေ့ဆိုင်နေတခါတော့စောင့်ခိုင်းဒီနေ့ဒီလိုပြဿနာဖြစ်တယ်။ပုံနာလူတွေကပြဿနာလားရှာရင် နောက်နေ့ဘယ်လိုဇင်းအောင်ရမှာလဲ။ ခေါင်းပုံထားသောဖိုးတို့ကသူ့အမိစကားကြောင့်ဆက်ခလဲခေါင်းပေါ်လာပါလေအမေကဒီကောင်လေးပါကြောက်နေတာလေကျွန်တော်ရှိတယ်အမေမလည်းပြန်ဈေးဆက်ရောအမေကိုဘယ်ကောင်လာလို့ရဲလဲကျွန်တော်ကြည့်မယ်ဖိုးတို့ညီဟာလေးတခိမြမဥကောင်းမင်းငါတဲကဲချစ်ဘူးနင်ပြန်တော့စူဘာသိမင်းမေကိုခေါ်သွားတော့ဆက်လေးလမ်းမှာတော့ခြေဦးမလဲနိုင်အောင်နော်ငါဒီမှာဖိုးတို့ကိုဆုံးမစရာရှိတာဆုံးမထားမင်းတို့သွားကြတော့ ဖာသိန်းကသူ့အမေကိုအတင်းဆွဲပြီးစမိန်မော်တင်ကနင်းထွက်သွားပါလေ။ဥဖိုးတင်ကဖိုးတို့ရဲ့ပခုံးကိုလက်နဲ့ပုတ်လိုက်ပါလေ။မင်းစိတ်လှုပ်ရှားနေတာတွေငြိမ်သွားအောင်ဝီစကီတောက်လားဖိုးတို့။ဖိုးတို့ကခုံးချင်ပြလိုက်ပါလေ။ကဲလား။ဒါဆိုထမင်းစားကနေလိုက်ခဲ့။မင်းသတင်းကြားကလေးကငါအထဲမှာဝိုင်းပြထားတယ်။ထမင်းစားကနေဝင်သွားတာနဲ့စကော့ဝီစကီတလုံးနဲ့ဖန်ခွက်များကအစင်းနဲ့ငရဲကြောက်ဖို့နဲ့ဟင်းညို့တခု။ဥဖိုးတင်နဲ့ဖိုးတို့တို့ဇပွဲမှာဝင်ထိုင်လိုက်ကြပါလေ။ ။ဦးဘိုးနေကဝီစကီပလေးဖုံးကိုကျင်လည်စွာဖွင့်လိုက်ပြီးဖန်ခွက်နှစ်ခွက်ထဲကိုအရင်ငှဲ့ထည့်လိုက်ပါလေ။ဒါနဲ့ကျွန်တော်စိတ်လို့ရှားနေတယ်ဆိုတာဘယ်လိုလုပ်ကြည့်ရလဲဦးလေး။တီးတာပေါ့ကွာမင်းခြာတဲ့ဘဝရိုက်ပွဲတွေအားလုံးငါလိုက်ဖြည့်ရှင်းပေးကြရတာပဲမင်းဒီလောက်သွေးတဲ့ပုံစံဖမ်းနေတယ်ဆိုရင်တော့မင်းတကယ်စိတ်လို့ရှားနေတယ်ဆိုတာငါခံမှန်းမိပါလေအေးလေဒီတခါမင်းလုပ်ခဲ့တဲ့ကောင်တွေကအရင်ကောင်တွေနဲ့မှမတူပဲ ဖိုးတို့ကဝီစကီကွက်တဲကိုရေခဲတစ်လုံးကိုညှက်နဲ့ခပ်ပြီးထည့်လိုက်ပါလေဥဖိုးတင်ကမ်းပြီးတဲ့ရေခရရဲကရေကိုငှက်ကဆက်လိုက်ပြီးဒပရိတ်ထဲမောချလိုက်ပါလေဟုတ်တယ်ဦးလီကျွန်တော်ဒီတစ်ခါတော့တကယ်စိတ်လုံချားတယ်သူတို့ဆိုင်ရှိလာပြီးပေဆောင်းဆောင်းလုပ်နေတယ်ကပုံနာပါထုံးလူတွေမှန်းသိတယ်ကျွန်တော်တန်းကြီးခံမှုကြိုးစားသေးတယ်ဒါပေမဲ့ဦးလီကကျွန်တော်အမေမိုးဆိုးမှကြီးတပင်တမန်းဇီးအောင်ထားတဲ့ငွေကိုအစိုးရကိုအခွန်ပေးရတာထားပါတော့ဒီကောင်လေးဘာဖြစ်လို့ပေးရမှာလဲကြက်ဝိုင်းရေဘေးကနေဖာရမ်းနေမလို့ပေးရလို့ထားတော့ခုအားကဗျာ အဲ့ဒါကိုကျွန်တော်မခံကျင်တာနဲ့ဟုတ်ပြီဖို့တို့ဟုတ်ပြီမျက်စိကငါသိပါတယ်ဒါပေမဲ့မင်းလည်းသိသားပဲကွာရန်ကုန်မြို့မှာဒီကောင်လေးနဲ့ဘလို့လို့ကင်းအောင်နေမလဲမင်းစပယ်ယာလိုက်နေတဲ့ကာလာတော့ကလေငါဘတ်စကားတွေဘေးကင်းမှုမမဆရဲ့လူတွေကိုဆက်ကြည့်ပေးခဲ့ရတာပဲကွာကျွန်တော်သိတယ်ဦးလေးအဲ့တုန်းကလေဦးလေးမမဆကိုအရန်ကြောက်ပြီးကျွန်တော်တို့ကိုတားထားလို့ကျွန်တော်တို့ကနေအောင်ဖို့တို့နေအောင်ခဏနေအောင်မင်းပြောတာကဘာ ငါမမဆာကိုကြောက်တယ်ဟလားဒီမှာမင်းလည်းဘကူကမာဆဲသားငါလည်းဘကူကမာဆဲသားကွာကမာဆဲသားတွေဘယ်တော့မှသွေးမကြောင်ဘူးအေးမမဆာကိုမထိဖို့အဲ့ဒီတော့ကမင်းတို့ကငါဘာလို့တားတယ်သိလားငါတို့ကမနေ့တနေ့ကမှရန်ကုန်မြို့ကိုတက်လာတဲ့တောသားတွေကွာဒီကလားတွေကရန်ကုန်ကိုသူတို့အင်ပါယာတီဆောင်ထားတာကြားလာပြီမမဆာနဲ့ညီလို့ငါတို့နိုင်ငံနိုင်နေမယ်မမဆာဘက်ကနေမက်ဆီကန်ပါလာပြီဆိုရင်တော့ငါတို့တွေတို့ကဒီရန်ကုန်ကတင်းကျိုင်းဖြစ်သွားလိမ့်မယ်ဟုတ်ပြီဦးလေးရဲ့ ဲ့ဒါနဲ့ပဲကျွန်တော်တို့ကသူတို့ကိုတစ်သက်လုံးကြောက်ရတော့မှာလားသူတို့တောင်းနေရပေးရတော့မှာလားဟောဒီလမ်းတော့တန်သေးတချို့မှာလေကျွန်တော်လူတွေရှိနေပါပြီအေးဟုတ်တယ်ဖို့တို့ငါပြောချင်တာအဲ့ဒါငါတို့ဒီကောင်တွေကိုတစ်သက်လုံးကြောက်နေဖို့မလိုဘူးအခုဆိုမင်းပါလေနောက်လိုက်နောက်ပါနည်းနည်းရှိနေပြီငါစီမှာလေဘတ်စကားလိုက်ကနည်းနည်းစားရှိတဲ့ခြားလိုက်တွေမွေးထားတယ်ဒါပေမဲ့ငါတို့အင်အားကသူတို့နဲ့ရှင်ရင်ဘာမှမဟုတ်သေးဘူးအဲ့တော့ကျွန်တော်ကဘာလုပ်ရမှာလဲကွလေငါတို့ညံသုံးရမယ်ပြည့်ရသုံးရမယ်ဖို့တို့ရဲ့ ဘယ်လိုညံတော့မှာလဲအေးမိုက်တယ်ဆိုတာညံနဲ့ရှင်ပြီးမိုက်တာဘေးကဲလို့မင်းငါတို့ရငါကလူမိုက်ကိုလုချင်တဲ့သူတော့မဟုတ်ပါဘူးဒါပေမဲ့ငါစီမှာလူမိုက်ကိုဖြစ်လာနိုင်မဲ့မင်းတို့အကျံကောင်းနေရှိတယ်အဲ့ဒါလေးမင်းကိုပေးမယ်အဲ့ဒီအကျံတိုင်းကောင်းထယ်ပေါ်ပြီးရင်ပုံနာပါထွန်းရဲ့လမ်းမတော်ကနေဖိုးတို့ရဲ့လမ်းမတော်ဖြစ်သွားပြီပေါ့ကွာကျွန်တော်ဘာလုပ်ရမလဲမင်းမာမုတ်ကိုတက်ဖြုတ်ရမယ်ဗျာဘယ်သူ ဟုတ်တယ်ဘာလဲမာမုတ်ကိုပြောတာမာမုတ်ကမက်ဆီခန့်ရဲ့အားကိုရသူလူမိုက်ပဲမက်ဆီခန့်လူမိုက်ဖို့မခံခင်ကလေးကမာမုတ်ကလူမိုက်ပဲမက်ဆီခန့်ကငွေအားကောင်းကောင်းနဲ့သိသိနေတာမက်ဆီခန့်ဆိုတဲ့ကောင်ကစီးဝိုင်းသမားပတ်စံသာရှိတယ်ကိုရိုင်းမမရဲဘူးကွာဒါကြောင့်သူအားအကိုဆုံးမာမုတ်ကိုမင်းဖြုတ်ရမယ်ကျွန်တော်နဲ့ဖြစ်တာပုံနာပါထုံးလေဗျာဘာကိစ္စမာမုတ်ကိုသွားလို့ရမှာလေဒီမှာဖို့တုံမက်ဆီခန့်နဲ့ပုံနာပါထုံးအချိန်လေးက အခုအချိန်မှာမသိမသာအားပြိုင်နေကြတာဒါပေမဲ့ဘလို့ပဲပြန်ပြန်မက်ဆီခန့်ကနိုင်ငံရေးပါဝါရောငွေအားရော လူမိုက်အင်အားပါပုံနာတဲ့အများကြီးသားတွေပုံနာတို့ဟိန်းတို့အုပ်စုကမက်ဆီခန့်တို့မွတ်စလင်အုပ်စုကိုဖြုတ်ပြီးရန်ကုန်ကိုဆိုးမယ်လို့မက်ဆီခန့်ကတန်တရားဝင်နေတယ်အဲ့ဒါငါသိထားတဲ့သတင်းပဲဟုတ်ပြီဦးလေးကျွန်တော်သဘောပေါက်ပြီကျွန်တော်ကမက်ဆီခန့်လူမာမုတ်ကိုဝင်ဖြုတ်မယ်လမ်းတော်ဘက်ကဆိုတော့ပုံနာလူလို့မက်ဆီခန့်ကထင်ပါပဲ ဲ့ဒီခါမှာမက်ဆီခန့်နဲ့ပုံနာနဲ့ညှိရမယ်အဲ့လိုလားအင်းညှိကြလဲညှိပဲမညှိကြလဲမညှိဘူးပေါ့ကွာဒါပေမဲ့တေချာတာကတော့လောလောဆယ်မာမုတ်ကိုထိထားရင်ပုံနာလဲသူလောက်တာမဟုတ်ကြောင်းဖြည့်ရှင်းနေရတာနေလေမင်းဘက်ကိုလှည့်လာဖို့သတိရမှာမဟုတ်ဘူးအဲ့ဒီအချိန်မှာမင်းကဆက်လို့စရာတွေကိုဆက်လို့ရမယ်အရေးကြီးတာကမာမုတ်ကိုမင်းလောက်တာမှလောလောဆယ်ဘယ်သူမှမသိစေဖို့ပဲကွာဖို့တုတ်ပြောလိုက်ပါလေ တည်သွားတော့လေဘာကြီးလဲဥရိယာဖိုးတို့ကလေးခွက်မြောက်ဖြစ်တဲ့ဝီစကီကိုမော့ချလိုက်ပါလေလှပခံကြသောမျက်နှာကောင်ဆွဲဒေါက်ကရထားကြီးကပန်းဆူရန်လမ်းလေးကိုကြွကြွရွရွဝင်ရောက်လာပါလေမြေထားကိုမောင်းတဲ့သူမှာအိန္ဒိယမှာမဟာရာဇာဆိုဝါကြီးတယောက်ကြီးပါခန်းသားစွာဝတ်ဆင်ထားပါလေယထာမောင်းသမားပင်ထိုမြခန်းသားစွာဝတ်ဆင်လာရင်းယထာပေါ်မှာပါလာတဲ့သူဟာညီမြခန်းလာလိုက်မလဲလို့လူတိုင်းကတွေးနေကြပါလေ ပါဆိုရန်ဒေါက်တာချန္ဒရာစင်းရဲ့စီကံအရှိအယောက်မှာ မြဲထားရက်သွားပါလေရှေးဦးစွာရထားပေါ်ကနေပန်းချပြီးခေါင်းပေါင်းဝတ်ထားပြီးနှကမ်းမွေးကော့ကော်ကြီးများနဲ့လူနှစ်ယောက်ဆင်းလာကြပါလေထို့နောက်တွင်မှရွှေစစ်တို့ကွတ်ထားတဲ့ဒဂလတ်အုပ်ထုပ်နဲ့ဥရောပဝတ်စုံကိုဝတ်ထားသူတို့ဆင်းလာပါလေသူကရန်ကုန်မြို့ဒုစရိုက်လောကရဲ့ဘုရင်မက်စတီကန်မက်စတီကန်ဟာစတီဘရာသာကုမ္ပဏီနဲ့ဖက်ဆက်အဝယ်တော်ဖြစ်လောက်ကရာကချမ်းသာလာသူဖြစ်ပါလေစဘာတေယူပို့ဆောင်ရေးလုပ်ငန်းအတွက် အဓိကကြတဲ့ license များကိုနှီးမျိုးစုံနဲ့ရယူထားနိုင်ခဲ့ပါတယ်။ဘုံမေမအိန္ဒိယလူမိုက်ခိုင်းများနဲ့ဆက်သွယ်ပြီးအိန္ဒိယမှာမြန်မာပြည်တွေကိုအလုံသမားများပို့ဆောင်ပေးတဲ့ဇီးဝတ်ကိုလုပ်ကိုင်လာခဲ့ပါတယ်။မြန်မာပြည်ရဲ့အိန္ဒိယအလုံသမားဇီးဝတ်ကိုခြေလှယ်နိုင်ခဲ့သူဖြစ်ပါတယ်။ကမာရွတ်မှာတူပိုင်နဲ့မက်စီဇီးကြီးကိုထူတော်မာတယ်။ကျင်းတိုင်းမှာဆူရဒီပဇားစည်းကြီးမှာအစုရှယ်ယာအများဆုံးပိုင်ဆိုင်ပါလေမက်ဆီကန်ဟာသူ့ရဲ့စီးပွားရေးအင်ပါယာကိုရန်ကုန်မြို့တွင်ချဲ့ထွင်းလာရမှာ သူ့ရဲ့စီဝါရေးများကိုကာဝင်ရန်လူမိုက်များအားငွေအားနဲ့လက်သက်မွေးလာရပါလေလူမိုက်လောကသားမကအစိုးရအတိုင်းဝိုင်းနဲ့ပါယင်းဒီပြီးအထူးသဖြင့်ပလေမင်းကြီးမစ္စတာရှက်တဲဝန်နဲ့ယင်းဒီမှုရှိသဖြင့်လူမိုက်လောကဟာသူ့ကိုပြန်လည်မိခိုလာရပါလေမက်ဆီကန်လူမိုက်လောကကိုမဝင်ခင်ကမကြီးသေးခိုင်းခေါ်မရှိသေးခိုင်းကလားလူမိုက်ခိုင်းမှာရန်ကုန်အရှိပိုင်းတစ်ခွမှာဖုန်းတကူထွန်းတောက်ခဲ့ပါလေမကြမီတော်မစင်လန်းကရထလုံးတည်းမမ်မဆာရဲ့ မမ်မစာဂိုင်းဟာလေအရှိပိုင်းမှာအင်အားကြီးလာပြီးရန်ကုန်မြို့မှာမကြီးသေးဂိုင်းနဲ့မမ်မစာဂိုင်းတို့စစ်ပွဲကြီးပေါ်ပေါက်လာခဲ့ပါလေထိုစစ်ပွဲမှာမက်စီခန်းကသူနဲ့ဘာသာလူမမ်မစာဂိုင်းဘက်ကပါဝင်ကူညီပါလေငွေအားလူအားတွေမကပဲပရိတ်ဖွဲ့ကပါခပိုက်ဆောင်နဲ့ထဲထားသောမက်စီခန်းရဲ့အခန်းကဏ္ဍကမမ်မစာဂိုင်းတွေအလွန်ရေးပါခဲ့ပါလေရန်ကုန်မြို့အရှိပိုင်းမှာသွေးချောင်းစီးခဲ့တဲ့ဂိုင်းနဲ့ဂိုင်းရဲ့တိုက်ပွဲများပြီးမှဖိနူဂိုင်းဖြစ်သောမကြီးသေးဂိုင်းအရင်နေပြီးပျောက်ကွယ်သွားခဲ့ရပါလေ။ ထိုအချိန်ကစပြီးမက်ဆီခန့်ဟာရန်ကုန်မြို့ရဲ့ဩဇာအကြီးမားဆုံးလူမိုင်ကောင်းဆောင်တတိယကြီးဖြစ်လာခဲ့ပါတယ်။အင်္ဂလိပ်တို့ရဲ့စစ်ကဲဖြစ်ခဲ့မှုပြီးအင်္ဂလိပ်တို့ကိုယ်တိုင်နာမည်မဲ့ခေါ်ခဲ့သဖြင့် Steam Mountolee လမ်းဒီလေမက်ဆီခန့်နေထိုင်ရာလမ်းသဖြင့် Messi Land လို့ခေါ်ရတဲ့အထိအချိန်ဝါတောက်ပလာပါတယ်။ရွှေစင်များချထားတဲ့အုတ်ထုပ်ကိုဆောင်းရက်ခန်းနာစွာဝတ်ဆင်ပြီးဆင်းလာတော့ဂိုင်းစာတတိယကြီးမက်ဆီခန့်ဟာဒေါက်တာချန်ရာဆင်းရဲ့စီကန်းလေးကိုဝင်လာပါတယ်။ စီကံတွင်မှာသူ့ရဲ့အားကိုးရဆုံးလက်ယုံတစ်ပယ်ဖြစ်သူမမွတ်ရှိနေပါလေ။ယနေ့မနေ့ဝေလီဝေရင်းချိန်မှာမယံငယ်အင်ကထပြန်လာတဲ့လူမိုက်မမွတ်ကိုဒါလဟိုစီလန်းနဲ့ပန်းစိုးရန်လမ်းတော်မှာလူငယ်လူဦးကတန်ကောင်းမူလီတဲ့ဒုံများနဲ့ဝိုင်းရိုက်ကြပါလေ။ပန်းစိုးရန်နဲ့မကိုလန်းနဲ့နေမီတျောက်မှာအပိုင်စားတော်မူပြီးလူမိုက်အချင်းချင်းပင်ကြောက်ရွံ့ကြတဲ့မမွတ်ဟာသွေးတံတရေရဲနဲ့မြောင်းထဲမှာကျန်ရစ်ခဲ့ပါလေ။ မနေ့ကအစောထွက်လာသောဒရထားမှဆင်လာသူတို့ကမြင်သဖြင့်မာမော့သွေးထွက်လို့၍မသိခြင်းဖြစ်ပါလေထိုကိစ္စကိုစေဝူပို့မယ်ဆိုတော့လေမက်ဆီခန့်ရဲ့အမိန့်ကြောင့်ဒေါက်တာချန်ဒရာဆင်းစီကမှသာတင်ထားခဲ့ရပါလေပြိပွဲကလည်းမက်ဆီခန့်ရဲ့လူကိစ္စဖြစ်နေသဖြင့်စကားတစ်ခုမှမဟာရေးဒေါက်တာချန်ဒရာဆင်းရဲ့စီကံတစ်ခုလုံးကိုမာမော့ရဲ့လူတွေကလုံခြုံရေးအပြည့်ယူထားကြပါလေမာမော့ကဂရင်ပေါ်မှာလဲလျောင်းလျက်ခေါင်းမှာလည်းပက်တီအဖွေးသားညာဘက်မျက်လုံးကပိတ်နေပါလေအပေါ်နှခမ်းကဖူးယောင်နေပါလေ မက်ဆီကန်ဝင်လာတဲ့အခါမာမွတ်ရဲ့ဇနီးနဲ့သားတို့အပြင်ကိုထွက်ပြေးကြပါလေမက်ဆီကန်ကမာမွတ်ရဲ့ဂရင်ဘေးကခုံလွတ်မှာဝင်ထိုင်လိုက်ပါလေမာမွတ်ကလှဲနေရကနေထပြီးဆလံဘေးရန်ကျူးစားပါလေမာလကွန်ဆလံမာမွတ်အိုးတော်တော်ဆူဆူရွရွဖြစ်သွားတာပဲမာမွတ်ကခေါင်းငြိမ်ပြလိုက်ပါလေမင်းကိုဘယ်သူလှုပ်သွားတာလဲငါအလာနဲ့တိုင်တယ်ပြီးချိန်တယ်အဲ့ဒီကောင်ကိုငါတို့ကလဲစားမရရအောင်ပြန်ချိန်မယ်မင်းကိုဘယ်ကောင်လှုပ်သွားတာလဲ မက်စတီခန့်ရဲ့အတန်ကကျေလောင်သွားဖြင့်အခန်းရမှာထိုင်နေသောသူများပင်တုံတက်သွားပါလေ။လမ်းမတော်သားကွာလို့ပြောသွားပါလေ။ဘာလမ်းမတော်သားဟလာမက်စတီခန့်ကသူ့ရဲ့ရွှေအုတ်ထုပ်ကြီးကို ချက်ခါပေါင်ပေါ်မှာတင်လိုက်ပါလေ။အုတ်ထုပ်ချက်လိုက်တဲ့အခါခေါင်းကချွေးများနှစ်ပေါင်းများစွာဝုတ်ပြထားသဖြင့်အသမာတက်နေသောနှစ်ဖူးညူညူပေါ်သို့စီးကြလာပါလေ။မက်စတီခန့်က သူဝတ်ထားတဲ့ကိုအင်းကြီးအနက်ထဲကရိုးတိုက်ထုတ်အကောင်းစားပိုးလက်ကင်ဘွားကိုထုတ်ခါချွေးစာများကိုတွတ်တုတ်လိုက်ပါလေခုစိတ်ဘီလာအပြင်မှာအသင့်ဆောင်နေသောလူနှစ်ယောက်အခန်းထဲကိုဝင်လာပါလေမင်းတို့နှစ်ယောက်အခုပဲလမ်းမတော်ကက်ကိုသွားဌာနအုပ်ကိုအုံးဖေကိုပြောငါကလွတ်လိုက်တယ်လို့အခုပဲပလိတ်သားတယောက်ကိုပုံနာပါထုံးအိမ်ကိုလွတ်ပြီးမက်စတီခန့်ကသူ့ကိုတွေ့ချင်နေတယ်ချက်ချင်းအိမ်ကိုလာခဲ့ပါလို့သွားပြောခိုင်းလိုက်ဟူစိန်ပိုင်နဲ့ဘီလာတို့ထွက်သွားပြီးတဲ့နောက်မက်စတီခန့်ကမတ်တက်ရက်လိုက်ပါလေ သူ့ရဲကရူဘီငွေတစ်လိပ်ထွက်လာပါလေမာမွေ့ရဲ့သတင်းမော်ကိုငွေလိပ်ချပေးလိုက်ပါလေခရနရင်ဟူစိန်ဘိုင်ပြန်လာလိမ့်မယ်လိုရာရှိရင်သူ့ကိုပြောမင်းလဲနေတော့မင်းနေမြေအတွက်စိတ်မပူနဲ့ဟူစိန်ဘိုင်ကခဏကင်ထားပေးလိမ့်မယ်မင်းလူတွေကိုလည်းပြောအဲ့ဒါပြောပြလိုက်ငါပြန်မယ်မာမွေ့အခုလောလောဆယ်မင်းကိုလို့တဲ့တရားခံကိုငါရှာပြီးစီရင်ပေးမယ်ဟုတ်ပြီလားဆလမ်မာလိကွန်မာမွတ်မာမွတ်ကဆလမ်ပြန်ပြီးပြီချိန်မှာ မက်စီခန်းကအခန်းထဲကထွက်ခွာသွားပြီဖြစ်ပါတယ်။မာမုတ်ဘိုင်ကိုကျုပ်ကဒီလိုလုပ်เสียရလားဘိုင်။အဘိုင်နဲ့ကျုပ်နဲ့ကြားမှာဒီလိုတန်တဲ့ရည်ထားရင်တော့အဲ့ဒါကောင်းတဲ့ကိစ္စမဟုတ်ဘူးအဘိုင်။ဒီမဲ့မာမုတ်ကငါ့ကိုတေချာပြောသွားတယ်။အဲ့ဒီလုပ်တဲ့ကောင်တွေကလမ်းမတော်သားကြီးကွာလို့သူ့ကိုပြောသွားတယ်တဲ့။မင်းကလမ်းမတော်ရဲ့ Godfather ဆိုကွာ။မင်းအပိုင်တဲကလေလမ်းမတော်မှာနောက်ပေါ်လူမိုက်တွေအများကြီးပေါ်နေတဲ့အဘိုင်။ချစ်မင်းတဲ့ဘက်ကကြက်ချားလို့လေအခုတော့အင်အားကောင်းနေတယ်။ နောက်ပြီးမင်းမဆာခိုင်းသားတွေရောဂျားရဲကကျုပ်ကိုကြောက်တော့မဖြစ်နိုင်ဘူးလားမင်းစကားကိုဒီမှာရထားလိုက်ရင်ကောင်းမယ်ပုံနာပါထောမင်းမဆာနဲ့ငါတို့ကအရှိပိုင်းသားညီကိုတွေကငါညီကဘာကိစ္စနဲ့မှမမုတ်ကိုလုတ်เสียအကြောင်းမရှိဘူးငါညီလူတွေနဲ့ငါလူတွေကတသွေးတဲ့တသားတွေပဲအေးမင်းတို့အနောက်ပိုင်းသားတွေကသာအပိုင်းကိုကျုပ်ကိုးကွယ်နေတဲ့ရာမနှစ်ဖျားနဲ့တိုင်နေပြီးချိန်ဆိုပါလေမမုတ်ပိုင်းကိစ္စကျုပ်ဘာမှမဆိုင်ပါဘူးကျုပ်နဲ့ဘာမှမဆိုင်ပါဘူး အေးဟုတ်ပြီငါအခုလောလောဆယ်တော့ယုံထားပေးလိုက်မယ်ဘာထောဒါပေမဲ့ဒီကိစ္စမင်းလူတွေလက်ချက်မဟုတ်ဘူးဆိုရင်ဘယ်သူလုပ်တယ်လဲဆိုတာမင်းသိအောင်လုပ်ပေးရမယ်ပြီးရင်အဲ့ဒီကောင်ကိုငါကိုယ်တိုင်အရေးကိုနှောင်းမယ်ပုံနာပါတော့ကဟမ်မဆောင်နိုင်မဲပြုံးလိုက်ပါလေဒါကခမည်းကိစ္စလေးဘိုင်းကျုပ်လူတွေမဟုတ်ဘူးဆိုတာကျုပ်အမခံနေပြီပဲတရားခံစုံစမ်းခိုင်းတာကတော့ခမည်းမလုပ်နိုင်ရင်ကတ်တိုင်နေဗျာပလိတ်တွေလုံးမှာပေါ့ဟာ ပုံနာဝါတော်ရဲ့လောင်မျိုးနဲ့ခနဲ့စကားကြောင့်မက်ဆီကန်မျိုးလုံးတွေကတဲမှမှုအေးရန်တို့ပေါ်လာပါလေ။အေးပါပုံနာဒီနေ့ပြောခဲ့တဲ့မင်းစကားမင်းမှတ်ထားပါ။အဲ့ဒီစကားအတွက်မင်းတခုခုပြန်ပေးရလိမ့်မယ်။ပထမကဘာစီကြီးပြီးကာသရန်ကုန်ဟာလူဦးရေပုံမထူတဲ့တိတ်သေးလာပါလေ။ပထမကဘာစီကြီးမဖြစ်ပွားခင်ကရန်ကုန်မြို့ရဲ့လူဦးရေသုံးပုံနှစ်ပုံမှာကလားနဲ့တရုတ်လူမျိုးများပင်ဖြစ်ပြီးဒေသခံမှာလူမျိုးကလူနည်းစုဖြစ်နေပါလေ။ ယခုမူဗမာလူမျိုးအများစုဟာမြို့ပြင်ဖြစ်သောရေကျော်ပဇွန်တော်ကျစ်မနိုင်အလုံးကမာရွတ်တဝိုက်ကနေတစ်ဆင့်လမ်းတော်ပါဝင်ရန်ကုန်မြို့အတွင်းဘက်ကိုဖြန့်ကျက်လာခဲ့ပြီဖြစ်ပါတယ်။သို့သောစီးဝါရေးလောကမှာတရုတ်နယ်ကလားအများစုကစွန့်မိုးထားတဲ့ကဲ့သို့ဒုတိယလောကမှာလည်းတရုတ်နယ်ကလားခိုင်းများသာကြီးစိုးထားပါတယ်။တရုတ်လျှို့ဝှက်ခိုင်းများဖြစ်သောဟုံပန်းအနီခိုင်းနဲ့ရှန်ဟိုင်းအစိမ်းခိုင်းတို့မှာနိုင်ငံတကာကိုဖြန့်ကျက်ထားတဲ့ကဲ့သို့ရန်ကုန်မြို့ကိုလည်းခြေကုပ်ယူထားကြပါတယ်။ အနီးကိုင်းမှာမန်ယူအစိုးရစန့်ကျင်သမားများဖြစ်ပြီးဂမ်ဘီယာဆန်ဆန်ဖွဲ့စည်းထားပါတယ်။အများစုမှာငွေကြေးကျွယ်ဝပြီးဂိုင်းဝင်အချင်းချင်းအပြန်ပြန်အနန္တန်ကူညီကြသောစီးပွားရေးသမားများဖြစ်ပြီးတရုတ်ဖရီမေဆန်ဂိုင်းတို့သူတို့ကိုယ်သူတို့သတ်မှတ်ထားကြပါတယ်။အစိမ်းကိုင်းမှာမူတရားမဝင်တဲ့လုပ်ငန်းများကုန်သွယ်မှုများကိုလုပ်ကိုင်ကြပြီးသူတို့ဂျိုးစီးပွားကိုထိလာရင်းရက်ဆက်စွာစီရင်တတ်ကြပါတယ်။တရုတ်ကိုင်းများစုကိုရန်ကုန်ပလိများကကြောက်ရွံ့ကြပါတယ်။သို့သောတရုတ်ကိုင်းများမှာအကျိုးအမြတ်များသောကုန်သွယ်ရေးလုပ်ငန်းကြီးအများစုကိုသာစိတ်ဝင်စားတတ်ပြီး သူအခြေချသောဒေသမှာဒေသခံလူမျိုးများအပေါ်ဓာတ်ရိုက်အနိုင်ပြုကျင့်ခြင်းကိုအထူးရှောင်ကျဉ်ကြပါတယ်။ဘိင်္ဂံပြည်သူကအရက်ဆိုင်စသည်တို့ကိုစက်ကြီးကောက်ခြင်းစောက်ရှောက်ပေးခြင်းအလုပ်တို့ကိုတရုတ်လူ့ဥက္ကဋ္ဌများကမလုပ်တတ်ကြ။သူတို့တွင်စီးပွားရေးအပြင်နိုင်ငံရေးရည်ရွယ်ချက်နှင့်ကြီးမားသောကွန်ရက်အဆင့်ဆင့်ရှိသဖြင့်အလျောက်ဝဲဆုံးနေထိုင်ကြပါတယ်။သူတို့ကိုလာမထိလျင်အရာအားလုံးကိုလစ်လျူရှူထားကြပါတယ်။ထိုအချိန်မှာလူဦးရေအများဆုံးဖြစ်သောကလားကိုင်းများကကြီးစိုးလာပါတယ်။ ရန်ကုန်မှာမကြီးစည်းကိုင်းလုံးဝအရေးနိုင်သွားပြီးတဲ့နောက်မက်စီကန်မိသားစုဟာရန်ကုန်အနောက်ပိုင်းအထိဩဇာဖျက်ချထားနိုင်ခဲ့ပါတယ်။စပယ်လန်ကနေတိမ်ကြီးသေးသည့်မက်စီကန်အာနာဒီယာဒေသဖြစ်ပါတယ်။အရှေ့ပိုင်းတွင်မှမဟာမိတ်ဖြစ်တဲ့မန်မစာတိုင်းရှိနေပါတယ်။မန်မစာမိသားစုဟာအပိုင်စားရသည်မှာရန်ကုန်မြို့ရဲ့တည်ယူပို့ဆောင်ရေးလောကပဲဖြစ်ပါတယ်။မစ္စတာမမ်ဆာဟာတချိန်ကရန်ကုန်မြို့ရင်းပြေးဆွဲတဲ့ရထလုံးများနဲ့လမ်းချများကိုပိုင်ဆိုင်သူဖြစ်ပါတယ် ။ငိုကပင်လက်ရဲစရဲရှိသောမမ်စာဟာရထလုံးသမားလန်ချသမားများတဲ့ကလူစုံလူမယောက်ကိုရွေးချယ်ကမမ်စာတိုင်းကိုစတင်ထူထောင်ပါလေ။ထို့နောက်ရန်ကုန်ရဲ့တည်ယူပို့ဆောင်ရေးမှအရေးပါလာသောဘတ်စကားလောကကိုထိန်းချုပ်ရန်ကြိုးစားပါတော့လေ။ဘတ်စကားပိုင်ရှင်များဟာမမ်စာကိုင်းကိုလစဉ်ကြီးပေးဆောင်ခဲ့ကြပါတယ်။မမ်စာကိုင်းဟာတဖြည်းဖြည်းအင်အားကြီးမားလာတဲ့အမျှရန်ကုန်အရှိပိုင်းမှာအခြားတရားမဝင်လုပ်ငန်းများလိုပါထိန်းချုပ်ရန်ကြိုးစားခဲ့ပါတယ်။ ထိုခါမူလရှိပြီးသားမကြီးသည့်ဂိုင်းခေါ်မရှိသည်တို့နဲ့ထိတိုက်တွေ့ကာသွေးချောင်းစီတပွဲကြီးဆင်နွဲခဲ့ရခြင်းဖြစ်ပါလေသို့သောမက်ဆီခန့်ရဲ့အကူအညီကြောင့်မမ်မဆာတို့အနိုင်ရရှိခဲ့ပါလေအနိုင်ရရှိပြီးတော့လေမမ်မဆာတို့ဟာမှန်းကျင်နဲ့နှမ်းတော့မကိုက်ခဲ့သူတို့မျော်လင့်ထားသလိုရန်ကုန်ကိုအပြေးပိုင်မသိနိုင်ခဲ့ပေမက်ဆီခန့်ပေးတော့နေမျိုးကသာယူခဲ့ရပါလေသို့သောအပြန်လန်အဖြစ်မက်ဆီခန့်ရဲ့အရှင်ဝါနဲ့မမ်မဆာဂိုင်းမှလေရန်ကုန်မှာမြည်သည့်လူမိုက်ဂိုင်းမှမထီရဲသောဂိုင်းတစ်ခုဖြစ်လာပါလေပုံနာပါထုံးမှာ ပြိုကွဲသွားသောဟိန္ဒူမကြီးသေးကိုင်းကိုပုံကန်ခဲ့တဲ့ဂိုင်းနာဟောင်းတို့ဖြစ်ပါလေ။မကြီးသေးတဲ့မန်မဆာတို့အရှေ့ပိုင်းမှာစစ်ပွဲများပြင်းထန်နေချိန်မှာနမ်မတော်တဝိုက်ကိုပုံနာပါထုံးကကောင်းကောင်းထိန်းချုပ်နိုင်ခဲ့ပါလေ။ရခိုင်မမာလူမိုင်များဖြစ်သောတိန်းသေးလပေကိုဒလတစ်ဖက်ကသို့မောင်းထုတ်ပြီးတိန်ကြီးသေးကိုမက်ဆီခန်းလက်သို့ပနာဆက်ခဲ့ကနမ်မတော်ကိုအပိုင်စားယူထားခဲ့သည်မှာယခုအချိန်ကြီးပဲဖြစ်ပါလေ။ပုံနာပါထွန်း၏နေမြေကရန်ကုန်တမြို့လုံးမှာအဆူဖြိုးဆုံးအစီအနှစ်များရှိတဲ့နေရာဖြစ်ပါလေ လမ်းမတော်ဟာရန်ကုန်ဒုတိယလောကမှာငွေရှာလို့အကောင်းဆုံးနေရာဖြစ်ပါတယ်ရွှေရင်းကားတပြား16ကျက်ကာလမှာတလတထောင်ဝင်နေတဲ့ပုံနာပါထွန်ဟာလက်ဖြားငွေတိလာပါလေငွေရသုံးကလူဝင်ဆန့်လာပါလေကလားနိုင်ငံရေးသမားများနဲ့ပေါင်းသိမ်းလာနိုင်ပြီးတိုင်းပြည်ပြည်ပြည်လွတ်တော်အထိဝင်ဆန့်လာပါလေသူကနေတစ်ဆင့်မြန်မာပြည်တိုင်းဝိုင်းကိုပေါ့ယော်လာနိုင်ခဲ့ပါလေပုံနာပါထွန်ကမက်ဆီခန့်ရဲ့အင်ပါယာကိုမသိမသာမျက်စောင်းထိုးလာခဲ့ပြီဖြစ်ပါလေ မက်ဆီခန်းနဲ့မမ်မဆာမိသားစုကလည်းတစတစခြေလမ်းကျဲလာတဲ့ပုံနာပါထုံးကိုစောင့်ကြည့်နေကြပါလေထိုအချိန်လေးမှာမာမော့ကိစ္စပေါ်လာခြင်းတွင်ဖြစ်ပါလေတကယ်တော့မာမော့ဟာမက်ဆီခန်းရဲ့အရေးပါဆုံးခံစစ်ကြောင်းဖြစ်ပါလေအနောက်ပိုင်းသားတို့ဝင်လာနေတဲ့လမ်းကြောင်းမှာမာမော့ကစီးခံနိုင်သောအင်အားစုရှိပါလေယခုတော့မာမော့ဟာတေလူမျိုးပါဒဏ်ရာများနဲ့ဆေးရုံမှာရောက်နေပါပြီမက်ဆီခန်းကမာမော့အရိုက်ခံရခြင်းမှာပုံနာပါထုံးရဲ့လက်ချက်လိုတန်တဲ့ရဝင်နေပါလေပုံနာပါထုံးကလည်း သူ့ကိုအပြည့်ရှင်းရင်ဖြင့်အကြောင်းပြချက်ရှာတယ်လို့ယူဆပါရယ်သို့သောမာမော့အရိုက်ခံရမှုမှာပုံနာမာထွန်းအတွက်ဗဟေလိဖြစ်နေပါရယ်မိမိကိုဖြိုရှင်ယုံနဲ့သူတို့မိသားစုနှစ်စုအ धिक ရှီတန်းခံစစ်ဖြစ်သောမာမော့ကိုတော့ထိုးမကြွေးတန်ရာဒီလိုဆိုမာမော့ကိုဘယ်သူရိုက်သလဲမာမော့အရိုက်ခံရပြီးနောက်ပိုင်းအရှိပိုင်းရန်ကုန်နဲ့အနောက်ပိုင်းရန်ကုန်ရဲ့လူမိုက်အဖွဲ့များအကြားဆက်ဆံရေးဟာအေးဆက်နေခဲ့ပါလေ။ထို့အေးဆက်နေသောဆက်ဆံရေးဟာအထိမခံတဲ့အခြေအနေကတစုံတရာအကြီးကျယ်ပေါက်ကွဲထွက်စေနိုင်တဲ့အတိတ်အမိဖြစ်နေပါလေ ထိုးချင်းဒီမှာရန်ကုန်အနောက်ပိုင်းလမ်းမတော်တစ်ဝိုက်မှာလူငယ်များကြားမှာဖိုးတို့ရဲ့နာမည်ကတဖြည်းဖြည်းကြီးလာနေပြီမာမွန်ရိုက်ခိုင်ရတဲ့မနက်ကဖိုးတို့နဲ့သူ့ရဲ့ဘော်ဒါဂန္ဓမာတောင်းကြီးကိုဒါလဟိုစီလမ်းနေရှိလမ်းချောပေါ်တက်သွားတာမြင်လိုက်တဲ့သူတို့ချို့ရှိနေပါတယ်လမ်းမတော်ဟာစေကမ်းပေါင်းများစွာရှိတဲ့အပြင်ရန်ကုန်မြို့ရင်းကိုဝင်ရမှာအနည်းဆုံးရှိတဲ့အတွက်လူရန်လာပေါင်းစုံမိခိုရာ ဖြစ်ပါတယ်တရုတ်လူမျိုးတို့ရဲ့ဘေးကမ်းများဂျပန်ပြည်သားများပင်ထားရှိတဲ့ပြည်သားကမ်းများပြောဝဲသားယုံများအရက်ပုံးဆိုင်များနဲ့ပြည့်နှက်နေပါတယ် ထိုနေရာများကိုမိခိုးလျက်ရှိသောဗျမ်းကြသမားများခြေစလုံးအိမ်နိုင်သမားလူငယ်များဟာညအခါမှာလမ်းမတော်ရပ်ကွက်တွင် ပြည့်နှက်နေကြပါသည်ထိုလူငယ်များအလုံးဟာလူမိုက်ခိုင်းများနဲ့တနည်းနည်းအားဖြင့်ပတ်သက်နေသူများကြီးပင်ဖြစ်ပါသည်အထူးသဖြင့်မမာလူငယ်များဟာလူမျိုးသားလူမိုက်ခိုင်းများကိုစိတ်ကုန်နေကြပါသည်နိုင်ငံရေးရှင်တွေကလည်း WMBA အဖွဲ့ကြီးရဲ့ဝန်သားမှုလှုံ့ဆော်မှုများခေကောင်းနေခြင်းဖြစ်သဖြင့်ထိုရိုက်ခတ်မှုကလူငယ်များလူမိုက်များလောကအထိရိုက်ခတ်လာပါသည် လူမိုင်လောကမှာလေကလားကင်းမြောက်ကိုဖြိုနိုင်မဲ့မမလူမိုင်တိုင်းတစ်ခုကိုမျော်လင့်နေခဲ့ကြပါလေ